မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မိုးကြီးမဲ့သတင်းပေးချက်အမှတ်စဉ်9မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်မေလ23ရက်နေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ချက်မှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲချိန်တိုင်းထွားချက်တွေရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလေတုမငြိမ်သက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်၎င်းမုတ်တုံလေးဆက်လက်ဝင်ရောက်လာနိုင်ခြင်းကြောင့်၎င်းအပူပြန်တဲ့အတိမ်တွေဖြစ်ထွန်းမှုအကောင်းတာကြောင့်၎င်း ဒီနေ့ညကနေ16ရက်9လ2025ရက်နေ့အတွင်းမှာတော့နေပြီးတော့ရှောင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အီရော်တိုင်းဒေသကြီး၊တရင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာစိစိကနေနေရာအနှံ့ပြမတ်တဲကြုံရွာသွန်းပြီးတော့16ရက်9လ2025ကနေ20ရက်9လ2025ရက်နေ့အတွင်းမှာတော့စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာစိစိကနေ ေရာအနှံ့ပြနဲ့နေပြည်တော်ရောင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တရိုင်းတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ ။မွန်ပြည်နယ်မှာနေရာကျဲကျယ်မိုးထုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမူကြည့်ပါမယ်။အချံပြုတ်ချက်အနေနဲ့ကတော့မိုးသည်ထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတိုက်ခတ်တာ၊မိုးထုံတာ၊မိုးကြိုးပြစ်တာ၊လျှက်စီးလက်တာ၊မိုးသီးကျွေတာ၊လျှက်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အစိုးရဒေသမှာရှိတဲ့ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင့်ငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရင်လည်းဒေချောင်းပြန်တိုင်အနေနဲ့ကြို ို့တင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ဒါအပြင်မူလဝတ္ထုတူတေတဲ့ online ကလည်း NOA GFS model ခံမှန်းချက်ရ15ရက်နေ့မှာတော့ရန်ကုန်မှာမိုးလုံများပါမယ်။24နာရီအတွင်းမိုးအချိန်ကငါးလက်မကန့်ရွာသွန်းနိုင်ကြောင်းတွေ့ရလို့ဆိုပါတယ်။ရောင်းတိုင်းနယ်ပဲခူးတိုင်းအရှေ့ပိုင်းတွေမှာနေ့ဦးချိန်ဟာငွေရည်ဖွဲအမှတ်ကွာခြားနေတာကြောင့်မိုးရွာနိုင်အောင်မပေါ်မပေါ်ဘူးလို့ဆိုပါတယ်။တိမ်ဖြစ်ထုံးမှုအခြေအနေကလည်းတော်တော်အ နေပါနေတာတွေ့ရတယ်လို့ဆိုပါတယ်။ရခိုင်ကမ်ရန်တက်လျှောက်နဲ့မုတ်တဲနိုင်ကမ်ရန်တက်လျှောက် ERA တိုင်းပဲခိုးတိုင်းအနောက်ဖက်ချက်ကဒေသတွေမှာတော့တိတ်နေထိုးထက်ပြီးတော့အပူချိန်ငွေရည်ဖွဲအမှတ်တွေကိုင်းနေတော့မိုးရွာနိုင်ပြီးတော့မိုးများနိုင်မယ်လို့လည်းဆိုပါတယ်ရှင်။ဆက်လက်ပြီးတော့မေလ14ရက်နေ့ဒီမှာမိုးလုသာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ပင်လယ်ပင်လယ်တို့တောင်ပိုင်းမှာတိတ်အင်းတင်းကနေတည်ထူတက်ပြီးတော့ကြံပင်လယ်ပင်လယ်တို့မြောက်ပိုင်းမှာတိတ်နေခဲ့ဖြစ်ထွန်းပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်ရန်3နိုင်ကမ်ရန်မိုးဒမကွေးပတ်နဲ့မြဝချောပေါ်ဒေသတွေမှာ ော့လေဟာအနောက်နောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသိမ့်တဲ့ရှိပါတယ်။မိုးချင်နေကတော့နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းရောင်းတိုင်းအေရီတိုင်းပဲခူးတိုင်းဒရင်နိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ခရနီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာအနှံပြားကနေနေရာစိစိမိုးထချုံရွာသွန်းပြီးတော့မကွေးတိုင်းမှာနေရာစိစိကနေနေရာကျဲကျဲမိုးထချုံရွာပါမယ်။နေ့မှုချိန်ကတော့မြန်မာနိုင်ငံတစ်ဝက်လုံးမှာပုံမှန်ပူချိန်တက်ကြာဆင်းပါမယ်ရှင်။ ဆက်လက်ပြီးတော့ဘင်္ဂလားပင်လယ်အော်မှာမြန်မာနိုင်ငံအကျိုးပြုမုတ်တုံလေးဆွဲတင်မဲ့လေပြင်းအားနဲ့ရောင်းဝတ်တစ်ခုဖြစ်ပေါ်နိုင်တာနဲ့နေရာကွက်ပြီးမိုးကြီးနိုင်တဲ့နေရာတွေခံမှန်းချက်ကိုဖော်ပြပေးပါမယ်။မြန်မာစံတော်ချိန်မိုးလင်း7:30မိနစ်30အချိန်မိဒီတာလေချောင်းမလို့တာရုံရဲ့တိုင်းထွာချက်တွေရာဘင်္ဂလားပင်လယ်အော်ရှေ့လေပိုင်းမှာမြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုရှိနိုင်တဲ့လေပြင်းအားနဲ့ရောင်းဝတ်တစ်ခုကတော့မေလ17ရက်15ရက်နေ့တွေမှာနေရုမငိမ့်တက်မှုဖြစ်ပေါ်လာရကနေမေလ16ရက်18ရက်ထမှာတော့လေပြင်းအားနဲ့ရောင်းအဖြစ်ကိုရောက်ရှိပါမယ်။ မေလ16ရက်18ရက်ဖြစ်ပေါ်လာမဲ့လီဗီအာနယ်ရှင်ဝန်ဟာမြန်မာနိုင်ငံကိုဒုက္ခမပေးဘဲမြန်မာနိုင်ငံအကျိုးပြုတာမုတ်တုံလေးဆွဲတင်ပဲလီဗီအာနယ်ရှင်ဝန်တစ်ခုသာဖြစ်နိုင်တယ်လို့ဆိုပါတယ်။မုန်နိုင်ငံဒက်ပရက်ရှင်လောက်ပဲအမီးရမုန်နိုင်အဆင့်ထိတော့မရောက်နိုင်ဘူးလို့လည်းခန့်မှန်းချက်မှတွေ့ရှိရပါတယ်။ဒါပေမဲ့လည်းကနအူအစာပြုစင်မှာတော့လီဗီအာနယ်ရှင်ဝန်လက်တံကမွန်ပြည်နယ်မုဒမာကွေကနေရောင်တိုင်းဒေသကြီးနဲ့အီယာရီတိုင်းဒေသကြီးတွေထိအဆိုပါတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့မိုးနဲ့အတူတူလေပြင်းအန်နဲ့အနှဲငယ်လောက်တော့ရှိနိုင်တယ်လို့ဆိုပါတယ်။ လမ်းကြောင်းနယ်တွေကလည်းမနိုင်ငံကိုဝင်ဖို့မရှိဘဲမြောက်တာမော်အနောက်မြောက်ဘက်ဘင်္ဂလားဒေ့နဲ့အိန္ဒိယအဆက်ပိုသာဥတီရွေးရှားနိုင်တယ်လို့ကနအူခံမှန်းထားပါတယ်။အခုဖြစ်ပေါ်လာတဲ့ဒေဖီအားနဲ့ရောင်းကတော့စုခွဲမှုနဲ့ရစ်ခွေမှုတွေကတိတ်ပြီးတော့အမကောင်းနိုင်တော့အလွန်ဆုံးဖြစ်နိုင်မှာမွန်နိုင်ငံ depression လောက်ပဲအမီးရမုန်တိုင်းအထိတော့မရောက်နိုင်ဘူးလို့ခံမှန်းတွက်ရှိထားပါတယ်။ဒါပေမဲ့လည်းမြမပင်လေပြေကရေတုံသားတွေကတော့လိဖိအာနဲ့ရောင်းအစာဖြိုးဖြစ်တာနဲ့လှိုင်းကြီးနေထိုင်နိုင်တာကိုသတိထားတဲ့နယ်လို့ဆိုပါရစေ။ မြန်မာနိုင်ငံပေါ်အကျိုးသက်ရောက်မှုအနေနဲ့ကတော့မေလ23ကနေ19ရက်နေ့အတွင်းမှာတော့မြန်မာတစ်ခုလုံးမှာနေရာကျကျကနေနေရာအနှံပြမုတ်တကြုံရွာသွားပါမယ်။ရောင်တိုင်းဒေသကြီးအရောက်တိုင်းဒေသကြီးမုတ်ပြင်းနဲ့တရိုင်းတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးအရှေ့ပိုင်းနဲ့နေပြီးတော့မှာတော့နေရာကွက်ပြီးမုတ်ကြီးနဲ့လည်းလူခံမှန်းတွက်ချက်ထားပါတယ်။အထူးသဖြင့်တော့ရောင်တိုင်းဒေသကြီးမိုးပြင်းနဲ့အီယာရီတိုင်းဒေသကြီးတွေမှာတော့ဒေသအလိုက်ကိုမိုးကြီးဖို့ရှိတယ်ဆိုတာအသိပေးဖော်ပြလာခဲ့ပါတယ်။မြမပင်လေပင်ဖြစ်တဲ့မော်ဒမောက်ကင်ရခိုင်မွန်တရိုင်းနိုင်ကရန်တက်ချောင်းနဲ့ န်းလောင်ပင်နယ်ပြင်မှာတော့မေလ15ရက်ကနေ16ရက်နေ့အတွင်းမှာတော့တခါတရံလေပြင်းတွေတိုက်ခတ်ပြီးလိုင်းတင်တင်ကနေလိုင်းကြီးမယ်လို့ရေလုံသားတွေပင်နယ်ပြင်မှာခုံမောင်းသွားလာနေတဲ့လှေနဲ့သင်းမောတွေအစပါရက်တွေမှာတရိထားတင်တဲ့ကြောင့်အကြံပြုလာခဲ့ပါတယ်အော်လုံငန်းလုတ်ကင်နေတဲ့တွေစားလုံငန်းလုတ်ကင်နေတဲ့တွေအနေနဲ့လည်းရာသီဥတုအခြေအနေတွေကိုကြိုတင်သိရှိနားလည်ပြီးတော့မိမိတို့ရဲ့လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီးတော့လိုအပ်တယ်လို့ဆက်လက်လှုပ်ဆောင်နိုင်အောင်ကြိုတင်ခန့်မှန်းထုတ်ပြန်ဖော်ပြလာခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့မိုးကြီးမဲ့တရီပေးချက်၄ကားငယ်စလင် 2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်မေလ23ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ6နာရီခွဲချိန်နောက်ဆုံးရရှိတဲ့ချက်လက်တွေရအရှိတ်ဘက်နဲ့အနောက်ဘက်ကလာတဲ့ဒီဝေးလိုင်းတွေမြန်မာပြည်တော်အတွင်းဖြစ်ပေါ်လျက်ရှိတဲ့လေပြင်းအားနဲ့ဆဲအရှင်ကြောင့်လွင့်စင်လာတဲ့အားကောင်းတဲ့အပူပြန်တက်တိမ်တိုင်းတွေနဲ့အာရှကုန်းတဲ့ဒေသကလေအေးတွေတွဲဆုံလာကြောင်း၎င်းအနောက်တောင်မုတ်တုံလေဦးဝင်ရောက်မှုကြောင်း၎င်းဒီနေ့ကစလို့26ရက်5လ2025အတွင်းမှာတော့ တင်းနိုင်တိုင်းဒေသကြီးချင်းပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာစိစိကြံတိုင်းနဲ့ပြည်နယ်မှာတော့နေရာကွက်ကြားမိုးတစ်ကြုံရွာသွန်းပြီးတော့နေရာကွက်ပြီးမိုးကြီးတာ၊လျှက်စီလက်တာ၊မိုးချိန်တာ၊မိုးချိုးပြက်တာ၊မိုးသီးကျွေတာနဲ့မိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပြီးတော့မိုးသက်လေပြင်းကြာရောက်အစဉ်မှာရေပြင်း၊မြေပြင်း၊လေပြင်းဟာတနအီကို35မိုင်ကနေမိုင်40အထိတိုက်ခတ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒါကြောင့်ဒီနေ့ကအစလို25ရက်5လ2025အတွင်းမှာတော့ မိုးရွာသွန်းတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးတာမြေပြိုတာနဲ့လေပြင်းတွေတိုက်ခတ်တာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အစာအုံတွေတစ်ပင်တက်ကိုင်းတွေဖိုင်ဘာလိုင်းတွေလျှက်စစ်တအားလိုင်းတွေပြိုကျရန်လဲတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြင့်ဒေတာအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးချိုးပစ်တာနဲ့မြေပြိုမှုအန္တရာယ်ကို၎င်းမြမကန်ရတက်ရှောင်းမြင့်ငယ်ချောင်းရဲ့အနီးနဲ့မြေနေမိုင်းမှာနေထိုင်ကြတဲ့သူတွေအနေနဲ့လေပြင်းအန္တရာယ်နဲ့လျှက်ပြရေကြီးဟေရှာအန္တရာယ်ကို၎င်းချိုတင်သတိပြုဖို့နဲ့စိုက်ပျိုးမွေးမြူရေးတောင်းသူတွေပါဝင် ပြည်ရင်းလေကြောင်ပြန်တက်ရင်ပြည်တွင်းရေကြောင်သွားလာရင်မြမကန်ရတက်လျှောက်နဲ့ကမ်းလွန်ပင်လေပြင်မှာရှိတဲ့ကမ်းနီကံဝေးငါးဖန်းရှိရင်လည်းဆက်လေတွေတင်မောတဲ့အနေနဲ့လည်းကြိုတင်သတိပြုဖို့ကြိုတင်သတိပေးနိုးစော်တင်ပြလာတာဖြစ်ပါတယ်ဆက်လက်ပြီးတော့မိုးကြိုးအန်ရဲ့သတိပေးချက်ကိုဖော်ပြပေးပါမယ် မိုးကြိုးပြစ်လို့မြန်မာနိုင်ငံမှာလူနဲ့ကျွဲနှွားတွေနှစ်ဆင်သေဆုံးနေရပါတယ်။ဒါကြောင့်မိုးကြိုးအန္တရာယ်ကဘယ်လိုရှောင်ရှားရမလဲဆိုတာကိုတော့သတိပြုဖို့လည်းလိုအပ်ပါတယ်။မိုးရွာရင်ဒါမှမဟုတ်မိုးကြိုးပြစ်နိုင်တဲ့အခြေအနေတွေမှာလိုင်းလာရမယ့်ချက်တွေကတော့မိုးရွာမှသာမဟုတ်ဘဲမိုးမြွာပဲတည်တူတဲ့အနေနဲ့မိုးကြိုးပြစ်နိုင်တာကိုသတိထားရမှာပါ။အနည်းဝန်းကျင်မှာရှိတဲ့ကောင်းကင်မှာတရားစီးလက်တာကိုစတင်မြင်တွေ့ရရင်မိုးချိမ့်တန်ကိုစကြရရင်ရေအိုင်းချောင်းမြောင်းအနေသွားရောက်တာကိုရှောင်ကြရပါမယ်။ မိုးထိုင်တောင်တွေတက်လာရင်တော့တောင်ကုန်းပေါ်မသွားပဲမြင်မာတဲ့အသစ်ပင်ထမ်းမင်အုံမင်စားတဲ့အပင်တွေနဲ့ဝင်ရနေရပါမယ်အဆောက်အအုံနဲ့သစ်ပင်လုံးဝမရှိတဲ့ဟင်းလင်းပင်ဟာအမြင့်ဆုံးနေရာဖြစ်တဲ့အတွက်မိုးချိုပစ်ချနိုင်ခြင်းပိုများပါတယ်ဒါကြောင့်ကွင်းပြင်မှာမှောက်ရနေခြင်းလည်းမပြုလို့ပါပါဘူးမိုးတွေမိုးချိုပစ်စင်မှာ မိုးကြိုရင်ပြည့်နေစင်မှာသပင်းတွေထောင်လာပြီဆိုရင်တော့အထူးသတိပြုရမှာပါ။ခြေတစ်ဖက်ကိုဆိုပြီးစောင်းရောက်ထိုင်ချလိုက်ပါ။နားတွေကိုလက်နှစ်ဖက်နဲ့အုပ်ထားမှာပါ။ဒါမှမဟုတ်လက်နဲ့ဒူးတွေကို ပိုက်တားပြီးတော့ဥကောင်းကိုဒူးပေါ်မှောက်တင်ထားပါ။လက်ထုံနေစင်၊လက်ထဲရောက်နေစင်ဖြစ်ရင်တော့ကျွဲနှွားတွေကို လယ်နဲ့အဝေးရကိုမောင်းနေသွားပါမယ်။မြစ်လယ်မှာလှေငယ်ပေါ်ရောက်နေစဉ်မိုးရွာမှုကြိုးပြလာရင်တော့ရေလယ်မှာတူးတုပ်ထိုင်ပါ။ဒူးနဲ့လက်ကိုပိုက်ပြီးခေါင်းကိုဒူးပေါ်ငုံတင်ထားပါ။မိုးကြိုးတွေပြနေစဉ်မှာတုံးနဲ့တုံးလက်ချင်းတွင်ထားပါနဲ့။ပူကပ်နေပါနဲ့။တုံးနဲ့တုံးလည်းအနည်းဆုံးပေ20ကျော်ခန့်အကွာမှာနေရပါမယ်။တစ်တောအတွင်းရောက်နေစဉ်မှာမိုးရွာမှုကြိုးပြင်းတော့အနည်းဆုံးသက်ပင်အောက်ကိုခုံဝင်ရမှာပါ။မြောင် ဂျိုင်းနေရှင်ရင်နဲ့အဲ့အနေပိုင်းနေနေရာကိုဆင်းနေလို့ရပါတယ်။ရွှေငွေလက်ဝတ်လက်စားတွေဝတ်ဆင်တာတော်ရဲတွေချိတ်ဆွဲထားတာမျိုးလည်းမပြုလို့ရပါဘူး။ဓာတ်တုပ်ပစ္စည်းတွေဖြစ်တဲ့ဥပမာမီးကြိုတန်ဆူကြိုမော်တာ ပေါက်ချောင်းပေါက်ပြားလျှက်စင်လက်နက်ကရိယာစတာတွေနဲ့ဝေးရမှာနေရပါမယ်။မိုးရွာရင်မိုးချိမ့်တန်ကြလာရင်တော့အဆောက်အုံတစ်ပင်စရတဲ့စီကိုအများဆုံးဝင်ရောက်ခိုးလို့ရပါမယ်။ဖုံးပြောရင်ကြိုးဖုံးမတော့မယ်နဲ့မိုးကြိုးဟာမီးကြိုးဖုံးကြိုးတွေကနေတစင်ဝင်ရောက်လာတတ်ပါတယ်။